ညလုံးချင်းဆောင်ရင်စိတ်ဆိုးတတ်တဲ့လူဝင်ကြီးများ Rotarian Trade ဆိုင်ရုံမှာမိတ်ဆွေတို့အနေနဲ့ Gorilla တွေကိုမကြည့်ခင်ထူဆန်းတဲ့စက်ကူမျက်မှန်တစုံကိုဝယ်ယူကြရပြီး Gorilla တွေကညလုံးချင်းတိုက်ရိုက်ဆောင်တာကိုစိန်ခေါ်မှုတစ်ခုအဖြစ်မြင်တတ်ကြတာကြောင့်ဖြစ်ပါတယ်။အဲဒါကို Pokito Viewer လို့ခေါ်ပြီးသူတို့မှာပါတဲ့ညလုံးအတုတွေကရဲစရာတတ်တတ်မဟုတ်ပါဘူး။ ဒီမျက်မှန်တွေကလူတွေကိုဂေါ်ရီလာတွေကရံမပြုတ်နိုင်အောင်ဂေါ်ရီလာတွေကိုဒေါ်လာထွက်အောင်မလုပ်ပဲကြီးစုခွင့်ပေးပြီးတရိတ်ဆန်တွေနဲ့ဧည့်သည်တွေဘေးကင်းအောင်ထိန်းထားနိုင်ခဲ့ပါတယ်2008ခုနှစ်မှာဟိုကီတိုလို့ခေါ်တဲ့ခေါင်းဆောင်အထီးဂေါ်ရီလာတကောင်ကသူ့ကိုစိုက်ချနေတဲ့ဧည့်သည်တွေကြောင့်ဒေါ်သားထွက်ပြီးထွက်ပြေးခဲ့ဘူးသူ့ကိုမျက်လုံးချင်းအမြဲဆုံနေတဲ့အမျိုးသမီးတအူးကိုလည်းတိုက်ခိုက်ပူတာပါ ထိုက်ခိုက်မှုမှာသူမအသက်ရှင်ခဲ့ပေမဲ့အဲဒီဖြစ်ရပ်ကတရိတ်ဆန်ယုံရဲ့ဘေးကင်းလုံခြုံရေးကိုထာဝရပြောင်းလဲပစ်စေခဲ့လို့သိရပါဗါးအဲဒါဟာတခါတည်းရမှာဆက်သွယ်မှုပြုလုပ်ဖို့အကောင်းဆုံးနည်းလမ်းကအနီးကပ်မကြည့်ရဘဲဖြစ်တယ်ဆိုတာကိုပြသနေတဲ့စမတ်ကြရဲ့အပြုအမူတစ်ခုပါပဲမိတ်ဆွေတို့လည်းတရိတ်ဆန်ယုံသွားရင်ဂေါ်ရီလာတွေကိုမျက်လုံးချင်းစုံပြီးမကြည့်ကြဘူးအကြံပေးရင်အစီအစဉ်လေးကိုညှနာခွင့်ပြုပါဦးရှင်အစုံဒီ TV ရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်